စာရေးသူဆရာသက်လုံရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကစိတ်နှစ်ကိုတွင်းစွမ်းအင်တစ်ကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ကျမတို့စာဖတ်သူခွန်ရှချိုပါ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။စိတ်နှစ်ကိုတွင်းစွမ်းအင်တစ်အကယ်၍တိုးတက်နေမှုလမ်းစဉ်ပေါ်မှာလူဟာတိုးတက်ကောင်းမွန်နေတဲ့သတ္တဝါတစ်မျိုးဖြစ်တယ်ဆိုရင်ဒီလိုတိုးတက်နေမှုကိုဖြစ်လွယ်စေတဲ့ စုံစမ်းစစ်ဆေးမှုမှန်တရွေ့ကိုအာယုံပြုထိုက်တာပဲ ဖြစ်ပါတယ်။ဒီအချက်ကိုလက်ခံတာအတိတ်ပဲရှိပါတယ်။ကျွန်တော်တို့ယခုထိရရှိပြီးသမျှတော့အသိပညာတွေကတဘာဝတရားထာဝစဉ်အလုံးလုံးနေပြီးထာဝစဉ်လှုပ်ရှားနေတယ်ဆိုတော့အခိုင်အမာပြောနေကြတယ်။ဘယ်အရာကမှ တွေ့သွားတယ်ဆိုတာမရှိ။အမြဲတစေပင် လုပ်ငန်းစဉ်လမ်းကြောင်းပေါ်မှာရွှေ့ရှားနေတယ်။ဒီလိုမနာမနေလှုပ်ရှားနေခြင်းအပြင် ထာဝဇဉ်ပြောင်းလဲမှုကိုဖြစ်ပေါ်လာစေပါတယ်။ပြောင်းလဲမှုတွေကလည်းအစဉ်ချောအောင်ညှိနှိုင်းရမှုကို ဖြစ်စေပါတော့တယ်။မကြလှသေးတဲ့နှစ်တွေအတွင်းကဘာပေါ်မှ လူပေါင်းများစွာတို့ဟာစိတ်ကိုလေ့လာကြဖို့ဆောင်ရွက်လာကြတယ်။ဒီလိုဆောင်ရွက်လာကြခြင်းအကြောင်းရင်းကလည်းရင်ကျေးပြီးသားမျိုးနွယ်တွေမှာဘဝအခြေအနေတွေဟာလွန်စွာပင်လျင်မြန်စွာ ပြောင်းလဲခဲ့ရကကဘာလုံးအနှက်ညှိနှိုင်းမှုတွေကိုလှုပ်ဖို့တတိပြုလာရခြင်းပဲဖြစ်ပါတော့တယ်။ ဘဝရဲ့အားထုတ်ရမှုအသစ်တွေဝင်ပြီးမှုအသစ်တွေကိုကြမ်းကြမ်းခံနိုင်တဲ့ကျင်းနှက်ဖွယ်နိလန်းတွေကိုမတွေ့ရှိမဖော်ထုတ်နိုင်ဘူးဆိုရင်တို့ဟာဘဝမှာရောင်ချာချာဖြစ်ပြီးအရှုံးပေးရတော့မယ့်အန္တရာယ်ရှိနေပြီလို့သိလာတာကြောင့်ပဲဖြစ်ပါတယ်။ဘဝရဲ့အခြေခံလိုအပ်ချက်တွေကိုရရှိပြီးတင်းထိန်နေကြကုန်သောကာယလုံသားတွေကတော့စိတ်နယ်ပယ်မှာဖြည့်ရှင်းမှုရှိတဲ့တိမ်မွေးတဲ့ပြဿနာတွေတဲ့တော့ငုံရှိုးတွန်းဝင်စရာအကြောင်းမရှိပါဘူး။ စိတ်ဓာဗေဒပညာရှင်ဟာသူဟာဘဝရဲ့ဝင်ထုတ်ကို ပေါ်ပါစေပါတယ်။စိုးရိမ်မှုတောကတွေကိုဖယ်ရှားပေးပါတယ်။ကျွန်ုပ်တို့ကို စိတ်ဒုက္ခခံစားရမှုတွေကနေလွတ်မြောက်အောင်လှုပ်ပေးနေပါတယ်လို့အပိုင်ပြောဆိုနေပေမဲ့တက်တိပြီးစင်ကျင်တက်သူတွေကမယုံကြည်စိတ်မလိုလားစိတ်တွေနဲ့ကြိရှုနေကြတယ်။ဘာကြောင့်ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်၊ကြင်ကြံချက်၊တွေးခေါ်မှု delay တွေနဲ့ပတ်သက်ပြီး မရေမတွက်နိုင်တဲ့ပုံစံတွေကိုဆွဲသွင်းလာပြီးကျွန်တော်ရဲ့ဘဝကိုရှုပ်ထွေးအောင်လှုပ်ရတာလေ။ဘာကြောင့်ကျွန်တို့ရဲ့စမ်းချောင်းတွေရေကန်တွေကိုမှွေနှောက်ပြီးရှော့အနေထစေရတာလဲ။ကျွန်တို့ခံစားပျော်ရွှင်နေမှုတွေကိုသူတို့အသေးစိတ်ခွဲချမ်းစိတ်ဖြာလေးလာခွင့်ပြုလိုက်ရင်အဆင်ပြေနေပြီးသားပျော်ရွှင်မှုတွေပျက်စီးကုန်ရောမယ်။ဆိုပြီးတော့သူတို့ကစုံကြတယ်။ဒီလိုသောရကတက်မှုတွေကံကွက်မှုတွေနဲ့ပတ်သက်ပြီးတော့များစွာပင် ထောက်ခံလို့လည်းရတယ်ငင်းပယ်လို့လည်းရပါတယ်ဒါပေမဲ့စင်စစ်အားဖြင့်တော့ထောင်ပေါင်းများစွာသောလူတွေဟာသူတို့ရတဲ့ရထိုက်တဲ့ဘဝပျော်ရွှင်မှုတွေကိုလူอยู่ဖြစ်စည်းတတ်ပေသော စိတ်ဒုက္ခတွေတောကတွေကိုခံစားနေကြရတယ်ဒီလိုနဲ့လူသားအနေနဲ့တိုးတက်မှုပိတ်ဆို့ထားတဲ့အစည်းအတားတွေအခုအခံနေကြတိုးတက်မှုဟာဖြစ်ခွင့်မရပဲရှိနေတယ် တကယ်တော့အဲ့ဒီလိုအတားအဆီးအခုခံနေရဖေရှားပြစ်လို့ရတာတွေပဲဖြစ်ပါတယ်။ဒီလိုခံစားနေကြရတဲ့ကန်ဆိုးသူတွေကအသက်အရွယ်ကြီးတာဖြစ်ဖြစ်ငယ်ရွယ်တာဖြစ်ဖြစ်အဲ့ဒီလူတွေအတွက်ကယ်တင်ဖို့ရန်စိတ်ဓာတ်ပေးတာရဲ့အခန်းကဏ္ဍဖြစ်လာရတယ်။လွန်ခဲ့တဲ့နှစ်များစွာအတွင်းကစိတ်ဓာတ်ပေးတာပညာရှင်တွေရရှိခဲ့တဲ့ရလဒ်တွေအရသူတို့တွေ့ရှိချက်တွေကိုလက်တွေ့အသုံးချခြင်းအပြင်လူသားတွေရဲ့ကျမ်းမာရေးစာရိတ်တစိတ်ဓာတ်စွမ်းအင်တို့ တိုးတက်လာနိုင်ကြအောင်လက်တွေ့ပြသနိုင်ပါတယ်။အဲ့ဒီသူတေတီစိတ်တဗေဒပညာရှင်တွေဟာယနေ့ကဘာမှာ ကောင်းမွန်တဲ့အရှိန်ဩဇာတက်ရောက်မှုတွေတိုးပွားလာဖို့အားထုတ်လျက်ရှိကြပါတယ်။အစပိုင်းမှာတော့အနောက်တိုင်းမှာစိတ်တဗေဒပညာရှင်တွေဟာတိစိတ်ပိုင်းမှာသာ များသောအားဖြင့်လေ့လာနေကြတယ်။ဒါမဲ့နောက်ပိုင်းဝင်ရောက်လာတဲ့အခါမတိစိတ်လို့ခေါ်တဲ့မနှောပိုင်းကိုပို့ပြီးတော့စိတ်ဝင်စားလေ့လာလာကြရတယ်။ ဒီအဆင့်ကအရေးပါတဲ့အဆင့်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မနှောလှွာဆိုတာကာယကံရှင်ရဲ့အတွေ့အကြုံတွေအမှတ်တညာတွေစီးပူးရရှိထားတဲ့အသိပညာတွေကိုတူလောင်ထားရနေရာဖြစ်တာကြောင့်ပါပဲ။အချို့သောပညာရှင်တွေကစိတ်ဓာတ်ဗေဒပညာရှင်တွေကမနှောလှော်ပို့ပြီးတော့နှက်ဆိုင်စွာ ထိုးဖောက်ဝင်ရောက်လေ့လာသွားမယ်ဆိုရင်ဝိညာဏဓာတ်ကိုပို့ပြီးတော့တိနားလည်နိုင်မှဖြစ်လို့ ဘာသာရေးပိုင်းနဲ့လွန်စွာနှီးဆက်သွားနိုင်ပွဲရှိတယ်လို့ရှုမြင်သုံးသပ်ကြပါတယ်။သူတို့ရဲ့အမြင်ကအမှန်တရားနဲ့နှီးဆက်တယ်လို့ဆိုရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့စိတ်ဓာဗေဒပညာရှင်ကြီးကာလီယွန်းကစိတ်ဓာဗေဒနယ်ပယ်မှာလိလာလျက်ကဘာသာရေးနယ်ပယ်တွင်ထိုးဖောက်ဝင်ရောက်သွားရုံမကကန္နာယီနယ်ပယ်အစိတ်အပိုင်းအချို့ကိုလည်းရောက်ရှိသွားခဲ့တာကိုတွေ့ရတာကြောင့်ပဲဖြစ်ပါတယ်။အရှိတိုင်းမှာဆရာသခင်တို့ကဒီဇိုင်းမမတ်ပြောဆိုနေခဲ့ကြတာ အမှန်တရားဆိုတဲ့အသိပညာကိုရရှိရမှာလိလာစူးစမ်းမှုမန်တိုင်ကိုစိတ်လောကမှာမထားဘဲအနန္တမနောအထိရွှေ့ပြောင်းထားမှသာဖြစ်နိုင်တယ်လို့ဟောပြောခဲ့ကြတယ်။သူတို့ဒီလိုမိန်ထားရတာကဝိညာဏဓာတ်ဟာ အနန္တမနောလွှာမှာအခြေစိုက်တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။စိတ်ဓာတ်ပေတာစိတ်အလွှာတွေကိုလိလာတယ်ဆိုတဲ့အခါမှာ စင်စစ်ကတော့လူကိုလိလာနေတာပဲဖြစ်ပါတယ်။ ဂျပန်လူဟာစัจ java လာရဲ့အချင်းချုပ်တယုတ်ဖြစ်ပါတယ်။အချို့ကလောကတဲ့စัจ java လာကိုမဟာစัจ java လာလို့ခေါ်ပြီးတော့လူကိုစုလစัจ java လာသို့မဟုတ် ခုတ်တက်ကစัจ java လာလို့ခေါ်ကြပါတယ်။ဒီလိုဖြစ်နေတော့စိတ်ဓာပေတာလူလေးလာရာကနေလူရဲ့မူလစာတိလူမှရှိတဲ့တရေတီစွမ်းအင်းနေလူရဲ့ဥတီယာ စကြဝဠာထဲမှာလူရဲ့အစိတ်အပိုင်းစလာရရဲ့အသိပညာစီတို့ရောက်ရှိလာပါလိမ့်မယ်။ဒီလိုရောက်ရှိလာတဲ့အခါမှာတော့စိတ်ဓာဗေဒပညာရှင်ရဲ့ကြိုးစားအားထုတ်မှုဟာစုံကန်းတိုင်ပြီလို့ဆိုရပါလိမ့်မယ်။အဲ့ဒီချိန်မှာကျွန်တို့ကအသိပညာရဲ့ပြည့်ဝမှုကိုရရှိပြီးဖြစ်တာကြောင့်ဘဝရဲ့ပြည့်ဝမှုကိုလည်းရရှိပါပြီ။ဒါကြောင့်လဲဆိုတော့ဘဝရဲ့ပြည့်ဝမှုဆိုတာပစ္စည်းဥစ္စာဆိုတဲ့ရုပ်ဝတ္ထုမဟုတ်တဲ့ အသိပညာကျွဲဝမှုသာဖြစ်တာကြောင့်ပါပဲလူဟာဥစ္စာပစ္စည်းပြည့်စုံကျွဲဝမှုကနေစစ်မှန်တဲ့ဒုက္ခချမ်းသာကိုမရနိုင်ပါဘူးအသိပညာပြည့်စုံကျွဲဝမှုမှသာလျှင်စစ်မှန်တဲ့အင်းငိမ့်မှုချမ်းသာကိုရရှိနိုင်ပါတယ်လောလောဆယ်အနေနဲ့တော့ဒီကဘာပေါ်မှာပျော့ပျော့ရွှင်ရွှင်နေနိုင်အောင်စိတ်နယ်ပယ်မှာဘယ်လိုပဲပုံ ကြင်ကြံနေထိုင်ရမယ်ဆိုတာကိုစိတ်ဓာဗေဒပညာရှင်တွေရဲ့အကူအညီနဲ့သိနားလည်ကြဖို့သာရှိပါတယ် လူဆိုပြီးတော့ဖြစ်လာပြီဆိုကြဲရပျော်ရွှင်စွာနေထိုင်လိုတဲ့စန္ဒာတပါးတဲ့အမြင့်တွေပါရှိလာပုံရပါတယ်။ဒါကြောင့်ပျော်ရွှင်မှုကင်းမဲ့ရခြင်းရဲ့အကြောင်းအရင်းတွေကိုဘယ်နည်းနဲ့ဖယ်ရှားပစ်နိုင်လဲဆိုတာကိုလေ့လာခြင်းဟာပျော်ကန်သိမြတ်လာပါတယ်။စိတ်ဓာတ်ဗေဒပညာရှင်တွေရဲ့သင်ကြားချက်အရဆိုရင်တော့စိတ်ထဲမှာရှိနေတဲ့အရာတွေကကာယကံရှင်ဟာဘလို့အတွေ့အကြုံတွေကို တွေ့ကြုံခံစားရမယ်ဆိုတာကို၎င်းဒီလိုတွေ့ကြုံရင် ဘယ်လိုဘယ်ပုံထိတွေ့ဆက်ဆံမယ်ဆိုတာကို၎င်းပြထမ်းမှာဖြစ်ပါတယ်။စိတ်ထဲမှာစုပုံလာတဲ့ကျွန်တို့ကလက်ခံခွင့်ပြုလာခဲ့ပြီးတဲ့အမိုက်တရိုက်တွေကိုဖယ်ရှားခြင်းစိတ်တွင်းမှာရှိတဲ့အရာတွေကို ပြန်လဲစစ်စစ်ပြီးတန့်ပစ်ခြင်းအတုံးဝင်ပြီးလှပတဲ့အရာတွေကိုသာလက်ခံထားရှိခြင်းစတာတွေကိုလှုပ်ခြင်းအဖြစ်ကျွန်တို့ကအတွေ့အကြုံတစ်တွေကို တွေ့ဆုံကြုံကြိုက်ရပါလိမ့်မယ်။ ဒီအတွေ့အကြုံတည်းတရားကျွန်ုပ်တို့ရဲ့ဘဝကိုအသေးစိတ်ပြောင်းလဲပြစ်ပြီးထဲဝါခန့်များလာတဲ့လောကကြီးအဖြစ် ရှုမြင်ခံစားကြရမှာပဲဖြစ်ပါတယ်။စိတ်ဓာတ်ဗေဒနဲ့စိတ်ရောဂါကုသမှုတွေကိုစနစ်တကျလေ့လာခဲ့တဲ့ပညာရှင်တွေရဲ့သင်ကြားပို့ချဆုံးမမှုတွေကို တင်ဆက်သွားခြင်းအပြင်ဒီသဘောတရားတွေကိုဆက်ဟတ်သုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။ဒီလိုသုံးစွဲရဲ့အခါမှာရှင်နှစ်ယောက်ျားမိန်းမလူငယ်လူရွယ်တို့ရဲ့နေစဉ်ဘဝပို့ပြီးတော့ ထိရောက်ထက်မြက်ပြီးခြေနှက်ဖွယ်ရာဖြစ်လာနိုင်စရာရှိပါတယ်။ဒီလိုတင်ဆက်ရာမှာလွယ်ကူပြီးနေ့စဉ်ကြုံတွေ့ရမှုတွေမှာဆက်ဟက်သုံးစွဲနိုင်ဖို့အာရုံထားပါတယ်။ဒီစာလေးကိုတော့မဟေတီမဂ္ဂဇင်းမှာဒီဇင်ဘာလ2000ခုနှစ်ကရေးသားထားခဲ့တာဖြစ်ပါတယ်။ဒီညလေးမှာတော့ဆရာသက်လုံရေးသားထားတဲ့စိတ်နှင့်ကိုတွင်းစွမ်းအင်တစ်ဆိုတဲ့ခေါင်းစဉ်လေးကတော့ပြေဆုံးသွားပါပြီရှင်။ကျွန်တော်နောက်ထပ်ခေါင်းစဉ်လေးမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။